နဒီပူရပြည်ဟာမြစ်ကြီးတစ်စင်းရဲ့ဘေးမှာတည်ရှိပါတယ်။ဒီနေ့မှာတော့အဲ့ဒီတိုင်းပြည်ရဲ့ဘရင်ကြီးဟာသူ့ရဲ့မူမတ်တွေနဲ့အညီလာခံတိုင်းနေတုန်းမှာရဲမတ်တယောက်ကအလောတကြီးပြေးဝင်လာပါတယ်။ဘရင်ကြီးလည်းအဲ့ဒီရဲမတ်ကိုတည်တည်ချာချာကြိတ်ပြီးတော့မေးလိုက်တယ်။ဘာဖြစ်လာတာလဲမောင်မင်းရဲ့ဘာတွေအဲ့ဒီလောက်စိုးရိမ်တကြီးဖြစ်နေရတာလဲ။အရှင်မင်းကြီးအရှင်ရဲ့သားတော်အိမ်ရှိဆံမင်းသားက channel မျိုးကနေလေအကြီးကြီးတစ်စင်းနဲ့နဒီပူရပြည်ကို ပြန်လာနေတာပါဒါပေမဲ့နဒီပူရပြည်နဲ့တိတ်မဝေးတဲ့နေရာမှာအဲ့ဒီလေကြီးကပျောက်ွယ်သွားပါတယ်ဒီစကားကိုကြားတော့ဘီရင်ကြီးလည်းတုန်လှုပ်သွားတဲ့သူပြန်လာရင်ဒေါ်လာကနေပဲပြန်လာဖို့ငါတေချာမှထားတာအရှင်မင်းကြီးဒေါ်လာကနေဆိုရင် channel မျိုးကနေမြစ်ကိုရောက်ဖို့အချိန်15ရက်လောက်ကြာပါတယ် ညီလန်းကနေဆိုရင်တော့နှစ်ရက်လောက်ပဲကြာမှာပါအရှင်သာလဲဒီခီးကိုအချိန်တော်အတွင်းရောက်ချင်လို့ဖြစ်ပါလိမ့်မယ်ဘုံမင်းငါမှာတားတယောက်ပဲရှိတယ်ပြီးတော့အဲ့ဒီလူကြီးပျောက်သွားတဲ့နေရာမှာပဲဒီတိုင်းမြေတွေကဒေသခံအများစုပါလေကိုစီနဲ့ပျောက်သွားကြပြီးတော့တယောက်မှပြန်ပေါ်မလာကြတော့ဘူးအရှင်မင်းကြီးသူတို့တွေအကုန်လုံးကတာမန်ပြည်သူတွေပါ အာမန်ပြည်သူတွေပျောက်တာလောက်ကပြက်တနာကြီးမဟုတ်ပါဘူး။ဒါပေမဲ့အင်ရှစ်ဆန်မင်းသားပျောက်သွားတာကတော့ပြက်တနာကြီးပါ။သူကအရှင်ရဲ့တူးသေးသောသားဖြစ်ပြီးတော့ဒီတိုင်းပြည်ရဲ့မင်းလောင်းတစ်ပါးပါ။ဟိုမင်းငါတို့ရဲ့မိဖုရားကြီးသားသားတော်ပျောက်သွားတဲ့တဲ့ရင်ကိုကြားရင်ဘလို့ဖြစ်သွားမလဲ။တခုခုစဉ်းစားပါအောင်။အရှင်မင်းကြီးကျွန်တော်တို့တိုင်းပြည်ရဲ့မှာဂင်ကာဝတီဆိုတဲ့အပွားကြီးတစ်ယောက်ရှိတယ်။ လူတွေကတော့အဲ့ဒီအဘွားကြီးမှာထူးခြားတဲ့စွမ်းအားတွေရှိတယ်လို့ပြောကြတယ်။အဲဒါကြောင့်ကျွန်တော်တို့အနေနဲ့သူ့စီသွားပြီးတော့အကူအညီတောင်းတင်တယ်လို့ထင်ပါတယ်။ကောင်းပြီလေငါတို့တွေအခုပဲသူ့စီကိုသွားကြတာပေါ့။မကြခင်မှာပဲဘယင်ကြီးလဲသူ့ရဲ့ဝန်မင်းနဲ့အတူအဘွားကိုဂင်ဃာဝတီရဲ့အိမ်ကကို ရောက်လာပါတော့တယ်။ဂင်ဃာဝတီကတော့ဂရင်မော်မှာမျက်လုံးကိုမိတ်တာတက်တောင့်တက်တာအနေထားနဲ့လဲနေပြီးတော့ အသက်20အရွယ်မိန်းကလေးတယောက်ကသူ့ကိုခြေဆုပ်လက်နဲ့ပြုစုပေးနေပါတယ်။အဲ့ဒီမိန်းကလေးလည်းဘယင်ကြီးနဲ့ဝန်းမင်းရောက်လာတာကိုမြင်ပြီးတော့အယံကိုအံ့ဩသွားတဲ့။အမေမျက်လုံးဖွင့်ကြည့်ပါဦး။အရှင်မင်းကြီးကိုယ်တိုင်ဒီကိုကြွချီလာတယ်။တမိဖြစ်သူရဲ့စကားကိုကြားတော့ဂင်ဃာဝတီလည်းလဲနေရကနေထားလိုက်ပြီးတော့ဘယင်ကြီးကိုအံ့ဩတကြီးကြည့်လိုက်ပါတယ်။ ကျွန်တော်မျိုးမရဲ့ကံတွေတော့ပွင့်မီတင်ပါရဲ့အရှင်မင်းကြီးကိုယ်တိုင်ကျမရဲ့ထိုးတဲ့အိမ်ကိုကြွချီလာပြီဒီလိုနဲ့ဘယင်ကြီးလည်းဖြစ်ချောင်းကုန်စင်ကိုပြောပြလိုက်ပါတယ်ကျုပ်ရဲ့သားတော်ကိုဘလိုနည်းနဲ့ဖြစ်ဖြစ်အသက်ရှင်လျက်ပြန်လို့ခြင်းနဲ့ကင်ကာဝရီကင်ကာဝရီလည်းဘယင်ကြီးကိုရေရေမောမောနဲ့ပဲပြန်ပြောလိုက်ပါ යි အဲ့ဒီမတိုင်ခင်တုန်းကဒီတိုင်းပြည်ကဒေသခံပြည်သူတွေအများကြီးဒီမြစ်ထဲမှာပျောက်သွားတာကိုကြားဘာလို့စိတ်မပူခဲ့တာလဲဒီစကားကိုကြားတော့ဝမင်းလဲဒေါနဲ့မွန်းနဲ့ဝေဟန့်လိုက်ပါရဲ့အဖွားကြီးဒီတခါပျောက်သွားတာကဒီတိုင်းပြည်ရဲ့အိမ်ရှိဆံပဲအဲ့ဒီမတိုင်ခင်ပျောက်သွားတဲ့လူတွေကတာမန်ပြည်သူတွေပဲသူတို့ပျောက်သွားလို့ဘယ်သူမှအကျိုးမရောက်ဘူးဝမင်းရဲ့ခက်ဆိတ်ဆိတ်စကားကိုကြားတော့ ခင်ဂါရီလည်းစူးစူးဆိုက်ဆိုက်ပြန်ကြည့်နေခဲ့ပါရဲ့။ရုတ်တရက်ဆိုသလိုသူ့မျက်လုံးတွေမှိတ်လိုက်တယ်။ခဏကြာတော့မျက်လုံးကိုပြန်ဖွင့်ပြီးဘယင်ကြီးကိုစိတ်စိတ်ကြီးကရှောက်တင်လိုက်ပါရဲ့။ဒီတိုင်းမီထဲမှာမိသားစုတစုကလွဲလို့အရှင်းကိုဘယ်သူမှကူညီနိုင်မှာမဟုတ်ဘူး။အဲ့ဒါကဘလို့မိသားစုလဲ။အဲ့ဒီမိသားစုကိုအရှင်မင်းကြီးကိုယ်တိုင်ရှာရပါလိမ့်မယ်။သူတို့ကမြေဘေးက တောက်အုပ်ထဲမှာတဲတလုံးနဲ့နေတာကြပါပြီမိသားစုဝင်ဆိုလို့လည်း၃ယောက်ပဲရှိပါတယ်၃ယောက်စလုံးကလည်းရိုးရိုးကုတ်ကုတ်ပဲနေထိုင်ကြပါတယ်အဲ့ဒီမိသားစုမှာဘာထူးခြားချက်ရှိလို့လဲအဲ့ဒါကိုတော့ကျမမသိပါဘူးကျမအာရုံခံလိုက်တဲ့အချိန်ကျမရဲ့စွမ်းရည်တွေကအဲ့ဒီမိသားစုစီကိုပဲလမ်းညွန်ခဲ့တာပါအဲ့ဒီမိသားစုမှာအဖိုးကြီးတယောက်ရဲ့သူ့ရဲ့မိန်းမရဲ့သားတယောက်နဲ့သားမိသားမ၃ယောက်နေကြတယ် အရှင်အနေနဲ့သူတို့ကိုအခုချက်ချင်းရှာတင်ပါပြီ။ဂင်ဂါရီရဲ့စကားကိုကြားတော့ဘယင်ကြီးလည်းသူ့ရဲ့ဝမင်းနဲ့အဲ့ဒီနေရာကနေပြန်ထွက်သွားပြီးတော့ရဲမတ်တွေနဲ့အတူအဲ့ဒီမိသားစုကိုရှာဖွေပါတော့တယ်။ရဲများစွာကြာပြီးဒီနေ့မှတော့ဘယင်ကြီးလည်းမြေဘေးကတောက်ထဲမှာတဲတလုံးကိုတွေးလိုက်ရတယ်။အဲ့ဒီတဲဘေးမှာတော့အသက်20ရွယ်လူငယ်တယောက်ကထင်းခုန်နေပြီးတော့ သူ့ဘေးမှာတော့အဖိုးတို့တယောက်ကတင်းတွေကိုထိုင်းစုပေးနေပါတယ်။ဘယင်ကြီးလည်းထိုအဖိုးအစီ ချက်ချင်းသွားပြီးတော့မင်းမြန်တော်တဲ့။မောင်မင်းနမေကဘာတူလဲ။မိသားစုဝင်ကဘယ်နှယောက်ရှိတယ်လဲ။ဒီစကားကိုကြားတော့အဖိုးကလည်းဘယင်ကြီးကိုတည်တည်ကြာကြာကြည့်လိုက်တယ်။အရှင်ကနဒီပူရတိုင်းပြည်ရဲ့ဘယင်နဲ့တူတယ်။ဟုတ်တယ်။ ခမားတို့တဲဆောက်ထားတဲ့နေရာကလည်းနရီပူရပြည်ရဲ့နယ်နိမိတ်ထဲမှာပဲရှိတယ်။မှန်လားပါ။ကျွန်တော်မျိုးနာမည်ကအတော့ကပါ။ဒါကတော့ကျွန်တော်မျိုးရဲ့သားချန်တန်ပါ။မိသားစုဝင်ဆိုလို့ကျွန်တော်ရဲ့ကျွန်တော်သားရဲ့နဲ့အမျိုးသမီးရဲ့၃ယောက်ပဲရှိပါတယ်။အဖိုးကတော့ဒီလောက်ပဲပြန်ပြေးပါတယ်။မိကနေသုံးသက်နေတဲ့ဝင်မင်းကတော့ဘီရင်ကြီးကို အခုလိုရှောက်တင်လိုက်ပါတယ်။အရှင်မင်းကြီး ရင်းငါဝရီပြောခဲ့တဲ့မိသားစုပုံစံတွေနဲ့သူပြောတာတွေကအတူတူပဲလို့ထင်ပါတယ်။ဘယင်ကြီးလည်းအဖိုးကိုခက်စစ်စစ်ပြန်ကြည့်နေခဲ့တယ်။ကျုပ်သားကရှာဖို့ခမရတို့ရဲ့အကူအညီလိုအပ်တယ်။အရှင်မင်းကြီးရဲ့စကားကိုကျွန်တော်မျိုးနားမလည်ပါဘူး။မင်းကြီးလည်းဖြစ်ချောင်းကုံစင်ကို ပြောပြလိုက်တဲ့။ရင်းငါဝရီဆိုရဲ့ဘွားကြီးကခမရတို့မိသားစုကပဲကျုပ်ကိုကူညီနိုင်တယ်လို့ပြောလိုက်တယ်။ ဘရင်ကြီးရဲ့စကားကိုကြားတော့အဖိုးကလည်းအတွေ့ထဲမှာချာချာလေသွားတော့တယ်။အရှင်မင်းကြီးဂင်းကဝီဆိုတဲ့အမျိုးသမီးကအတင်လွဲခဲ့တဲ့ပုံမဲကျွန်တော်မျိုးတို့မိသားစုမှာမှောင်မီးခွက်လည်းမရှိသလိုဘာမှော်စွမ်းမှလည်းမတက်ပါဘူး။ကျွန်တော်မျိုးတို့ကဘလို့လုပ်ပြီးအရှင်သားကိုကူရှာပေးနိုင်မှာလဲဗျာ။ရစ်တဲ့လူတွေပျောက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နရီပူရပြည်ကဒေသခံပြည်သူတွေအတော်များများပျောက်သွားခဲ့ကြတာကိုတော့ကြားမှုပါတယ်။ ကျွန်တော်မျိုးတို့မှာမော်စွမ်းနေတာရှိရင်အဲ့ဒီပြည်သူတွေကိုရှာပြီးတော့သူတို့မိသားစုတွေနဲ့အရင်ဆုံးပေါင်းစည်းပေးလိုက်မှာပါဒီစကားကိုကြားတော့ဘရင်ကြီးလည်းဒေါသထွက်ပြီးတော့သူ့ရဲ့ရဲမတ်တွေကိုအမိန်ပေးလိုက်တယ်ဒီလူကငါတို့ကိုအယူတွေလို့ထင်နေတဲ့ပုံပဲဒီလိုအခုချက်ချင်းဖမ်းပြီးတော့အကျဉ်းချထားလိုက်စမ်းရဲမတ်တွေလည်းအဖို့ကိုအမိန့်အတိုင်းချက်ချင်းဖန်ခေါ်သွားကြပါလေရော။ ဖခင်ဖြစ်သူအပန်းခံရတာကိုမြင်တော့ဒါဖြစ်တဲ့ဂျန်နယ်ရဲ့ဘယင်ကြီးကိုကြပြကြရရှောက်တင်တော့တာပေါ့အရှင်မင်းကြီးကျွန်တော်မျိုးရဲ့ဖခင်ရှောက်တင်တာမမားပါဘူးအရှင်မင်းကြီးတေချာပေါ့အတင်လွဲခဲ့တာပါဒါကြောင့်ကျေးဇူးပြုပြီးရောသူ့ကိုပြန်လှုပ်ပေးပါအဲ့ဒါဆိုမင်းတို့မိသားစုကတိုင်းပြည်နယ်လမ်းနဲ့ဒီလိုတောဆက်မျိုးမှာဘာကြောင့်နေနေတာလဲ မင်းတို့တမိသားစုလုံးမယိုးမသားနဲ့မော်တက်တွေကြင့်ကြံနေကြတာသိကြတယ်။မင်းတို့ရဲ့ထူးခြားတဲ့မော်စွမ်းတွေကိုငါမသိအောင်ဖုံးကွယ်ဖို့ကြိုးစားနေတာ။မင်းအဖေကိုမသိစေချင်ရင်ခုနှစ်ရက်အတွင်းငါသားကိုနင်းတော့စီ ရောက်ပြန်ခေါ်လာခဲ့။အဲ့ဒီလိုမှမဟုတ်ရင်တော့ခုနှစ်ရက်ကြာရင်မင်းအဖေရဲ့အလောင်းကိုပဲပြန်ရလိမ့်မယ်မှတ်ပါ။အဲ့ဒီလိုပြောပြီးတော့ဘီရင်ကြီးလဲအဖိုးကိုဖတ်ကြကထိုနီယာကနေထွက်သွားပါတော့တယ်။ channel ရဲ့တဲစီကိုကြပြကြရပေးပြီးတော့မိခင်ဖြစ်သူ လီမာကိုဖြစ်သမျှအကြောင်းစုံပြောပြလိုက်ပါတယ်။အမေဘယင်ကြီးကအဖေကိုဖမ်းသွားပြီ။အခုဘယ်လိုလုပ်ကြမလဲ။ channel ရဲ့စကားကိုကြတော့သူ့အမေလည်းနက်နက်နေနေတွေးမိသွားတယ်။ကြည့်ရတာငါသားကိုအဲ့ဒီရွှေလက်ကောက်ပေးဝရမယ့်အချိန်ကြာယူခြင်း ਨੇ ဘယ်လက်ကောက်လဲမီး အမေစကားကိုကျွန်တော်နားမလည်ဘူး။ချန်နယ်ရဲ့စကားကိုကြားတော့လီမာလည်းတစ်တာဟောင်းလေးတွေကနေရွှေလက်ကောက်တကင်းကိုထုတ်ပေးလိုက်ပါတယ်။အဲ့ဒီလက်ကောက်ကိုမင်းဘိုးကငါ့ကိုပေးခဲ့တာ။သူမှားခဲ့တာတော့ဒီလက်ကောက်ကထူးခြားတဲ့လက်ကောက်ဖြစ်ပြီးတော့တားကို ပေးရမယ်တဲ့။ဒါဒီလက်ကောက်ကိုဝတ်ပြီးတော့အင်ရှိဆန်မင်းသားပျောက်သွားတဲ့မြစ်စီတွားရမယ်။ channel လေးလက်ကကိုတည်တည်ကြာကြာတအံ့တော်ကြည့်နေမိပါတယ်။အမေဘာကြောင့်အဖေကဒီလက်ကောက်အကြောင်းတခါမှမပြောဘူးတာလဲ။မင်းဖေကဒီလက်ကောက်အကြောင်းကိုသိပြီမင်းသူ့ဘေးရဲ့စကားကိုမယုံခဲ့ဘူးလေ။မင်းဖေရဲ့အမြင်မှာတော့ဒီလက်ကောက်ကတာမန်လက်ကောက်တစ်ခုပဲ။ဒါကြောင့်သူကမင်းကိုဘယ်တော့မှမပြောပြခဲ့တာ။ဒီလက်ကောက်မှာဘာထူးခြားချက်ရှိလို့လဲအမေ။မေးလည်းမသိဘူးတာ။ မင်းဖိုးကတော့ဒီလက်ကောက်မှာထူးခြားတဲ့စွမ်းအားတွေရှိတယ်လို့ပြောသွားခဲ့တာကျန်တဲ့မင်းဖေမှာအသက်အန္တရာယ်ရှိနေပြီမင်းဖေကိုကယ်ဖို့ကမင်းရဲ့တာဝန်ပဲသူ့မင်းရဲ့စကားကိုကြားတော့ကျန်တယ်လေအဲ့ဒီလက်ကောက်ကိုဝတ်ပြီးတော့ညကနာမှာရက်ထားတဲ့သူ့ရဲ့လေဝတက်ကစထွက်လာပါတော့တယ်ကျန်တဲ့တရားကိုလီလော်နေနေဘေးဘီဝင်ချင်ကိုကြည့်ပြီးတော့အခုလိုရေရွနေမိတဲ့ အမေပြောလို့ဒီမြစ်ကိုတော့ရောက်လာပြီ။ဒါပေမဲ့မင်းသားကမြစ်ရဲ့ဘယ်နေရာမှာပျောက်သွားမယ်ငါမှမသိတာ။ပြီးတော့ဒီမြစ်ကလည်းအကျယ်ကြီးပဲလေ။ချန်နန်ဒီလိုရေရည်နေတော့မှပဲသူဝတ်ထားတဲ့လက်ကောက်ကနေရွှေရောင်အလင်းနှန်းတွေတပြောင်တည်းနဲ့ထွက်လာပါလေရော။အဲ့ဒီထွက်လာတဲ့အလင်းနှန်းတွေကအကွာအဝေးရဲ့အတော်လန်းတဲ့အထိရောက်သွားပါတယ်။ဒီအလင်းနှန်းတွေကိုမြင်တော့ချန်နန်လည်းသူ့ကိုယ်သူထပ်ပြောလိုက်တယ်။ ဒါကတကယ်ပဲမော်လက်ကောက်တကွင်ဖြစ်နေတဲ့ပုံပဲဒီအလင်းနှန်းတွေကမင်းသားပျောက်သွားတဲ့နေရာစီကိုငါ့ကိုလမ်းပြပေးနေတာကျန်တဲ့ဟာရွှေရောင်လင်းနှန်းတွေရဲ့ဥတီယာတိုင်းလေကိုအမြန်လှော့သွားလိုက်တဲ့ကျန်တဲ့နေရာလေကိုအဆက်မပြတ်လှော်နေခဲ့တာအတော်ကြာသွားပါပြီညအောင်သူကလည်းပတ်ဝန်းကျင်ကိုဖုံးလွှမ်းစာပြုနေခဲ့ပါပြီအဲ့ဒီချိန်မှာပဲရုတ်တရက်ဆိုသလိုလက်ကောက်ကနေရွှေရောင်အလင်းနှန်းတွေပျောက်သွားပါလေရော့ ငါအခုဘာလုပ်ရမလဲဒီလက်ကောက်ကနေထွက်လာတဲ့ရွှေရောင်လင်းတွေလည်းပျောက်သွားပြီငါလည်းခီးကတော်တော်ဝေးဝေးကိုရောက်လာပြီညကလည်းမောင်းနေပြီအဲဒီနောက်မှာတော့ရေပြင်ပေါ်မှာဝုန်းကနေပြင်းထန်တဲ့ပောက်ကွဲတံကြီးထွက်ပေါ်လာတယ်ခဏကြာမှာတော့မြစ်ထဲကနေလာပါတဲ့ရေသူမတယောက်ထွက်လာပြီးတော့ခြံနဲ့ရဲ့ရှေ့မှာရက်လိုက်တယ်သူကခြံနဲ့ကို စိုက်ကြည့်ရင်းနဲ့မေးမြန်းတယ်ရှင်ဘသူလဲ ဘာလို့ဒီကိုလာတာလဲကျွန်တော်နာမည်က channel မဗျာ channel ရဲ့ရေသူမကို ဖြစ်ချောင်းကုန်စင်ပြောပြလိုက်တယ်ငါအိမ်ရှိမင်းသားကိုဘရင်ကြီးစီအသက်ရှင်ရန်မရရအောင်ပြန်ဖို့ပေးရမှာမို့လို့ပါဒီလိုမှမဟုတ်ရင်တော့ဘရင်ကြီးကငါရဲ့ဖေကိုတတ်ပြင်လိမ့်မယ်ရေသူမလည်း channel ကိုကြည့်ပြီးတော့ရေမောတော့တယ် အဲ့ဒီအိမ်ရှိစံလိုပဲဒီတိုင်းပြည်တွေကဒေသခံပြည်သူတွေအတော်များများလဲဒီနေရာမှာပဲပျောက်သွားခဲ့ကြတာလေဒါပေမဲ့သူတို့အားလုံးပျောက်သွားရတဲ့လူဝတ်ချက်ကဘာလဲဘာကြောင့်ဒီနေရာမှာ လူတွေပျောက်သွားရတာလဲဘာကြောင့်လဲဆိုတော့သူတို့တွေအကုန်လုံးကို ကျမကဖမ်းထားတာမို့လို့လေဒီနေရာက ကျမပိုင်နေပဲအခုရှင်ပြောပါချင်တယ်ရှင်ဘသူကိုပြန်ခေါ်သွားချင်တာလေ တနာစီရကောင်းတဲ့ဒေတာကန်ပြည်သူတွေကိုလားဒါမှမဟုတ်အိမ်ရှိဆန်မင်းသားကိုလားရေသူမရဲ့စကားကိုကြားတော့ channel လေးအများကြီးစဉ်းစားမိသွားတယ်အဲ့ဒါဆိုတိုင်းပြည်တွေကမိသားစုကိုစီရဲ့အားကိုးရာဖြစ်တဲ့ဒေတာကန်ပြည်သူတွေကိုပဲငါပြန်ပြီးတော့ခေါ်သွားခြင်းနဲ့ရှင်လုံရှိရင်တော့အိမ်ရှိဆန်မင်းသားကိုလွတ်ပေးခိုင်းလို့ရပါတယ် ဲ့ဒီလိုသားဆို ရှင်ရဲ့အဖေရဲ့အသက်ကိုလည်းကယ်နိုင်သွားမှာပါငါသိပါတယ်ဒါပေမဲ့ငါအဖေရဲ့အသက်ထက်ဒီပြည်သူပြည်သားတွေရဲ့အသက်ကပိုပြီးတော့တတ်မှုရှိတယ်သူတို့မိသားစုဝင်တွေဆိုသူတို့ကိုတတိယပြီးတော့ငိုနေကြမှာပဲကောင်းပြီလေကျမသူတို့တွေအကုန်လုံးကိုလွတ်ပေးလိုက်လို့ရှာတယ်ဒါပေမဲ့စီးမြင်တစ်ခုတော့ရှိတယ်နော်ဟုတ်လားဘာစီးမြင်လဲ ီကနေနည်းနည်းဝေးတဲ့မြင်းအောင်မှာအတန်းဖက်နေတဲ့ရေတည်မတစ်ကောင်ရှိရဲ့ရှင်အဲ့ဒီရေတည်မကို ရှင်းထုတ်ပေးရမယ်ရှင်သာသူ့ကို ရှင်းထုတ်နိုင်ခဲ့ရင်ဒီမြစ်ထဲပျောက်သွားတဲ့ဒေသခံပြည်သူတွေကိုရှစ်စီကိုပြန်အပ်ပေးပါမယ်သူ့အတက်ကိုကယ်ဖို့အတွက်အဲ့ဒီရေတည်းမနဲ့တိုက်ရမယ်ဆိုရင်ငါအစင်တက်မှာပဲအဲ့ဒီတော့ငါအတက်ကိုစရိရမယ်ဆိုရင်တောင်မှငါလုံမှာပါကောင်းပြီလေကျမရှင့်ကိုဒီမှာပဲစောင့်နေပါမယ် ကျန်တဲ့လေသူ့လေကိုယူပြီးတော့ရှေ့ကိုဆက်လွန်လာခဲ့ပါတယ်။ဒီလိုနဲ့အကွာအဝေးနည်းနည်းပဲသွားရပါသေးတယ်။ရုတ်တရက်ဆိုသလိုဝန်ကနေအတန်ကြီးနေပြီးတော့ရေတွေကနေကြောက်စရာကောင်းတဲ့အမျိုးသမီးတယောက်သူ့ရဲ့ရှေ့တတဲမှာထွက်ပေါ်လာပါတယ်။သူ့တကူလုံးကလည်းငားတကောင်လိုစူးတောင်ပြီးကျေးကိုနေအပြင်းနေပါ။အဲဒီနောက်မှာတော့ကျန်တဲ့ကိုဒေါသတကြီးကြည့်ပြီးတော့ဟိတ်ဟောက်ပါတော့တယ်။ညအီမင်းဒီလိုနေရာမျိုးကိုမင်းဘလို့တက်တိနဲ့လာရဲရတာလေ မင်းကတေးမကိုမကြောက်ဘူးလားမကြောက်ဘူးကျောက်ကခမားကိုတိုက်ခိုက်ဖို့လာခဲ့တာအော်နင်းကအယူပဲနင်းမှာဘာလက်နက်မှလည်းမပါဘူးနင်းကဘာမှော့စရာမှလည်းမဟုတ်ဘူးလေနင်းကတိုက်ခိုက်ဖို့လာတာမဟုတ်ဘူးတမင်တက်တက်ငါးစီမှလာပြီးတော့အသေးခန်းနေတာပဲရှင်တရေမရဲ့စကားတော်မစုံသေးပါဘူးချန်နယ်ဝတ်ထားတဲ့လက်ကောက်ကနေမီးတွေထွက်လာပါတော့တယ် အဲ့ဒီမိတွေကပဲရေတဲမကြီးရဲ့တကူလုံးကိုအလင်းမြန်ဝါမျိုးသွားပါတော့တယ်။ခဏကြာတော့မိလောင်နေတဲ့ရေတဲမကြီးလည်းပြာပြင်းနဲ့ပျောက်ကွယ်သွားတဲ့။ဂျန်နန်ကသူ့လေနဲ့ရေသူမကသူ့ကိုစောင့်နေနေရစီ ပြန်သွားခဲ့ပါတယ်။ဂျန်နန်ကိုမြင်တော့ရေသူမကအပြုံးလေးနဲ့စီးကြိုပါတဲ့။ရှင်ကတကယ်ရဲရင်တလို့ကျင်လဲကျင်လာတတ်တဲ့သူပဲ။ဂျန်နန်ရှင်ကျမစမ်းတက်တာကိုအောင်မြင်သွားပြီ။ ငါမင်းပြောနေရတယ်ကိုနားမလည်ဘူးချန်နန်ရှင့်ဘိုးလေးတွေကဒီတိုင်းပြည်ရဲ့ဘရင်တွေ ဖြစ်ခဲ့ကြပြီးတော့လက်ရှိဘရင်ရဲ့ဘိုးလေးတွေရဲ့လှည့်စားမှုကြောင့်ဒီနန်အသိခံလိုက်ရတာပါအဲ့ဒီတွေက ရှင့်ဘိုးလေးတွေကစီးပိန်နေတဲ့ဝေကာတာပြီးတော့ရှင်ခုနေတဲ့တောထဲမှာဇက်မြုပ်နေခဲ့ကြတာလေလွန်ခဲ့တဲ့နှစ်တွေကလည်းရှင်ရဲ့ဘိုးလေးတွေကပဲကျမကိုမုံဆိုးတယောက်စီကနေကယ်ပေးခဲ့တာ ဒါကြောင့်အပြန်လန်နေတဲ့ဒီလက်ကောက်ကို ကျမကလက်ဆောင်ပေးခဲ့တာအဲ့ဒါကရှင်းလက်မှာဝတ်ထားတဲ့လက်ကောက်ပဲဒီလိုနဲ့တိတ်မကြဘူးလက်ရှိဘရင်ရဲ့ဘိုးဘေးတွေကရှင်းရဲ့ဘိုးဘေးတွေကို ကောက်ကြည့်တဲ့နီးနဲ့အနိုင်ယူပြီးတော့ကျမရဲ့မော်အစွမ်းနီကလူယူသွားခဲ့ကြတယ်ဒါပေမဲ့သူတို့တွေကျမရဲ့အစွမ်းနီကို လူယူလို့မရတော့မော်စရာတယောက်ကိုခိုင်းပြီးတော့ဒီနှစ်ထဲမှာကျမကိုအကျဉ်းချထားခဲ့တာလေအဲ့ဒီလိုအကျဉ်းချခံရရတော့ ဒီလက်ကောက်ရဲ့အစွမ်းကြီးကလည်းအားနေသွားပြီးတော့တာမန်လက်ကောက်တခွင်းလိုဖြစ်သွားခဲ့တာပဲ။ဒါဆိုမင်းဘယ်လိုလုပ်ပြီးပြန်လွတ်သွားတာလဲ။အဲ့ဒီလိုလွတ်လာပြီးတော့ဒီတိုင်းမိကဒေတာခံတွေကိုဘာကြောင့်ဖမ်းရတာလဲ။အချုံမိနေတဲ့တစ်ချိန်လုံးကျမရဲ့စိတ်ကိုဘုရားသခင်စီမှာပဲအလုံးစုံအပ်ထားခဲ့တယ်။ဒီလိုနဲ့ဘုရားသခင်က ကျမအပေါ်ကယုနာဒါရာကြောင့်ပြန်လွတ်လာခဲ့တာပါလွတ်လာပြီးတဲ့နောက်ရှင့်ဘိုးဘေးတွေကိုလှည့်စားပြီးတော့ ီနန်သိမ်းခဲ့တဲ့မျိုးဆက်တွေကဒီတိုင်းမြီမှာအခုထိအောက်ချုပ်နေရုံပဲဆိုတာသိခဲ့ရတယ်။ဒါပေမဲ့ကျမကရေထဲကနေမထွက်နိုင်ခဲ့ဘူးလေ။အဲ့တော့ကြောင့်အရင်ဆုံးဒီတိုင်းမြီတွေကဒေသခံတွေကို ကျမကဖမ်းခဲ့တာ။ဒါပေမဲ့အဲ့ဒီဘရင်ကသူတို့ကိုဘာဆိုဘာမှအကူအညီမပေးခဲ့ဘူး။ဒါကြောင့်ကျမလည်းအင်းရှိဆန်မင်းသားကိုပဲဖမ်းခဲ့တာ။ကျမကောင်းကောင်းသိတယ်လေ။အဲ့ဒီဘရင်ကသူ့သားပျောက်သွားတာနဲ့ကျမရွှေလက်ကောက်ပေးခဲ့တဲ့မိသားစုစီကို တနည်းနည်းနဲ့ရောက်လာမယ်ဆိုတာကိုပေါ့အခုတော့မင်းဒေတာခံပြည်သူတွေရဲ့အိမ်ရှိဆယ်မင်းသားကိုလွတ်ပေးလိုက်ပါရုတ်တရက်ဆိုသလိုပဲခြံနံရဲ့လေပေါ်မှာပျောက်ဆုံးသွားတဲ့ဒေတာခံပြည်သူတွေတယောက်ပြီးတယောက်ပေါ်လာပါတော့တယ်အဲ့ဒီလူတွေထဲမှာအိမ်ရှိဆယ်မင်းသားလည်းပါနေခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့လက်တွေကိုတော့ကျိုးတွေနဲ့ချီတုပ်ထားတော့ပါပဲဒီလိုနဲ့ရေသူမကခြံနံကိုအကြံစီပေးပါတော့တယ် ဒီလူတွေအကုန်လုံးကရှင့်ကိုဒီတိုင်းပြည်ရဲ့စက္ကန့်သူစစ်ဆိုတာတည်ထားကြပြီရှင်ဒီအိတ်ရှိဆန်ကိုဘန်းချုပ်ပြီးတော့နန်းတော်ရဲ့ကိုအရင်ခေါ်သားပါအဲ့ဒီကိုရောက်တာနဲ့ရှင့်ဘိုးဘေးစင်စပ်ပိုင်ခဲ့တဲ့ပလင်ကိုပြန်တောင်းယူပါပြီးတော့သူသားဘရင်ဆိုရင်ဒီလက်ကကိုကင်ကြည့်ဖို့သူ့ကိုစိန်ခေါ်လိုက်ပါကျမပြောတာကိုရှုံးသူတေချာပေါ့ရှုံးလိုက်မယ်ပြီးရင်တော့ဒီပျောက်ဆုံးသွားတဲ့ဒေသခံတိုင်းသူပြည်သားတွေကိုသူတို့ရဲ့အိမ်စီပြန်ပို့ပေးလိုက်ပါ အဲ့ဒီခါကျတတိုင်းလုံးတပြည်လုံးကရှင်းဘက်ကနေရက်တီပါလိမ့်မယ်။ချန်တယ်လည်းရေသူမလေးအကြံပေးတဲ့အတိုင်းလှုပ်ဆောင်ပါတော့တယ်။နရီပူရပြည်ကဒေတာခန်တွေလည်းပျောက်ဆုံးသွားတဲ့လူတွေကိုပြန်ခေါ်လာတာမြင်တော့ချန်နဲ့ကိုချီတူဂုံပြူကြတဲ့။အဲ့ဒီနောက်တော့ချန်နဲ့ကအိမ်ရှိဆန်ကိုကျိုးတုပ်လျက်သားနဲ့နန်းတော်စီခေါ်သွားခဲ့တယ်။သူသားတော်ရဲ့လက်တွေကိုကျိုးတုပ်ထားတာမြင်တော့ဘယင်ကြီးလည်းအကြီးကျယ်ဒေါသထွက်တဲ့။ မင်းကငါသားကိုဘာကြောင့်ဖမ်းတာလဲ။ချန်နယ်ရဲ့အတန်ကိုမြင့်ပြီးတော့ပလင်မော်ကမင်းစိုးမင်းညစ်ကိုရဲရဲတင်းတင်းပြောလိုက်တယ်။ခမရခုချက်ချင်းဒီပလင်မော်ကစင်းမှာခမရထိုင်နေတဲ့ပလင်ရဲ့စက်ခံသူအစ်စ်ကကြုတ်ပဲ။ဒီမှာကောင်လေးမင်းယူနေပြီတဲ့။ချန်နယ်ရဲ့ဖြစ်ချောင်းကုန်စင်ကိုညီလာခံမှာရှိနေတဲ့မူးမက်တွေတည်အောင်တခုမကြံပြောပြလိုက်ပါတယ်။ အဲ့ဒီနောက်ဒိုင်ယာကနေမတားပဲဒေါသဝုန်ထားနေတဲ့ဘရင်ကိုစိတ်ဆခေါ်ပါတော့တယ်။ဒီမှာခမည်းတော်ဘရင်မရင်ဒီလက်ကောက်ကိုကင်ကြည့်လိုက်ပါ။ခမည်းနဲ့ခမည်းဘိုးဝေးတွေရဲ့မှန်ကန်မှုကိုတတ်တည်ပြပါ။ channel ရဲ့စကားကိုကြားတော့အမျက်ဒေါသထွက်နေတဲ့ဘရင်ကြီးလည်းတုန်လှုပ်သွားတဲ့။အဲ့ဒီခါမှာတော့ဘရင်လူယုံတော်ဝင်မင်းလည်းဘရင်ကြီးကိုနားချပါတော့တယ်။အရှင်မင်းကြီး ဒီချိန်မှာအမန်တရားကို လက်ခံလိုက်တာက အကောင်းဆုံးပါပဲအရှင်နဲ့ကျွန်တော်လည်းအမန်တရားကဘာလဲဆိုတာသိနေကြတာပဲအမန်တရားကအရှင်ဘိုးဝေးတွေကခြံနံရဲ့ဘိုးဝေးတွေကိုလှည့်စားပြီးတော့ဒီတိုင်းမိကိုတိမ့်ပိုက်ခဲ့တာပဲအရှင်နဲ့ကျွန်တော်မျိုးတို့ရဲ့စိတ်မှန်တဲ့အမွေခံတွေမရှိတော့ဘူးလို့ထင်ခဲ့ကြတာပါအဲ့ဒီရေသူမကတိုင်းပြည်ရဲ့စက္ကန်သူစစ်ကိုရှာတွေ့လို့အမန်တရားကိုလည်းပြောပြခဲ့ပြီးပါပြီ ဘယင်ကြီးလည်းဘာတခုံးမှမပြောနိုင်တော့ပဲပလင်မော်ကနေထားကသူ့ကောင်းမော်ကတရက်ဘူးကိုခြံနဲ့ကိုဝတ်ပေးလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့သူ့မိသားစုကို ခေါ်ပြီးတော့တိုင်းပြည်တွေကနေထွက်သွားတော့တယ်။အဲ့ဒီလိုနဲ့နဒီဘူရာတိုင်းပြည်ကြီးလည်းစစ်မှန်တဲ့အမေရိကန်ကို ရရှိသွားပါတော့တယ်ကွယ်။ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲနော်။ပုံမြင်လေးကိုကြိုင်းနေတဲ့တည်းဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ပုံမြင့်အစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်။